DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံသွားတဲ့တပေးမြို့နယ်ထဲကအိုးတိန်တွင်ကျေးရွာကကလင်းငင်တဲ့ចောင်းသားတွေရဲ့ရုပ်အလောင်းတွေကိုမေလ23ရက်နေ့ကတချို့လိုက်တယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောပါရယ်လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငင်အယောက်20နဲ့ဆရာမ2ယောက်တည်ဆုံခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ90ကျော်တဲကကလင်းငင်နောက်ထပ်တယောက်တည်ဆုံခဲ့တာကြောင့်စစ်စုပေါင်းတည်ဆုံသူအရေအတွက်23ယောက်ထိရှိလာပြီလို့ကုညီဆောင်ရွက်ပေးနေသူကပြောပါရယ် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကလာရှိုးလေစိတ်ကိုစစ်ကောင်စီဘက်က ပြက်လက်ပြင်ဆင်နေပြီဖြစ်တာကြောင့်မကြခင်ရက်ပိုင်းထဲပြည်ဆွဲသွားဖို့အခြေအနေရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အနာသိစကောင်ဆောင်မင်းအောင်လှိုင်ရန်ကုန်ကိုမေလတတိယပတ်ထဲလာဖို့ရှိနေတဲ့အတွက်ဒလတဒါအနည်းမှလမ်းတွေခင်းတာမိဒိုင်တွေပြုပြင်တာနဲ့လုံခြုံရေးကိုလည်းတွန်းမြှင့်ထားတယ်လို့စကောင်စီနဲ့အနီးဆက်သူတွေစီကသိရပါဗျာ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။